อามาซายนี่บางนักคุณเวคุณพาหอมเพียอิเพียบเสียนมินอามินพนางาตอนดุมตาเฮนที่บางนักมีปีมายาดิงนัะเสียนทูทูฮิลดิงเสียนกามาหอมสอนดิงนักกระดินเจนะเกยฮิเทนะเกยพันนะเกยเสียมนะหางฮิโลนะเสียนีหองเฮปีนาเล่ ปอบีเกมเสียเสียมาเตฮิจง พอบีอุปเทพอบีมีเข้มเปียวอีน้องเดซานาฮิมานีนะตัมปีได้นะลุงนำจีนะฮอมปลามาสานมิงมีเข้มเปียวตัวงาลุงนำมึงทุเงินนาในพนี้อนาวันนาตะกิติมกดเด็บตัวปาลุงนำมึงตัวนี้นะจิมเนอินควนนิปีเนียทีบีซีวายอมตัวปานัทูมิเตโตอยนาตปาจิมเนตเตหิวังนะเปียบเบียคอมนาในเทียตัวปานามาอี tu te lungul khol tum mina to pa tu pa nong je hima na to pa nama to nga lungdam kong ko ma sa u hi to pa tu ne na na kam mal te ka hon som chai na ka mu ka kam ka nun ta na te song to pa nama tu pa hom chai na hong jang ta i ta chang to na mai de bang na to pa nong za na tu te song ka ngen lai uhi hi a za ngai tu mi ma kha se ta na te song a to pa na mai de na te te na to pa nun ta pui thai na tu thanga tha thang ทัดทาเต่ง่ายนะตัวปะนามาตัวน่ะหนุ่ตะคอมแต่ขัดสินนาวิสัตเดย์นะความดังมีสองนะตัวปะจะสุขับเป็นสองนะทุกองเห็นตัวเชนองอ่าเดน่ะตัดิมเบาตัวกระเป๋าเชียงนะตัดิมเบาตัวน่ะหุ่นจักดิ้งจีน่ะนั่นแหละเอ็ทาบของอมเซียมอ่าจะนอโซ่เปาแต่าเราเนี่ยไปส่งตามาพีบาร์เอ နားလည်ပေးစီချင်ပါတယ်လို့ပေါ့နော်အာဆွမ်းတော့ကျွန်တော်ပြောသလိုပဲကျွန်တော်ရဲ့လှုပ်ဆောင်နိုင်စွမ်းကြောင့်မဟုတ်ဘဲနဲ့ဒီနေ့အတင်းတော်မှာရှိတဲ့ဆက်စမားတွေအတင်းသူတင်းသားတွေတယောက်ချင်းစီတိုင်းရဲ့အာမဆာချင်းအခွင့်ပေးတဲ့အတွက်ကြောင့်သာဖြစ်တယ်ဖျားသခင်ရဲ့ကျေးဇူးတော်တတ်တတ်ကြောင့်ဒီခွင့်ရရတယ်ဆိုတာကိုရှေးဥစွာနေနဲ့ဖော်ပြလိုပါတယ် TVCY မှာတရားဟောမယ်လို့စပြီးတော့အာတီးရတဲ့အခါမှာအင်မတန်မှစိတ်လှုပ်ရှားပါတယ်ဘာလို့လဲဆိုရင် ဆရာကြီးတွေအင်မတန်မှရှိတဲ့အသင်းတော်ဖြစ်ပါတယ်။ကျွန်တော်တို့လေးစားအားကြတဲ့ဆရာကြီးမြောက်များစွာဒီအသင်းတော်မှာရှိတာဖြစ်တယ်။ကျွန်တော်ပြောများတစ်ခုများမှားသွားခဲ့ရင်ဆိုတဲ့စိတ်ကကျွန်တော်စိတ်ထဲမှာစိုးမိုးနေတယ်။ဒါပေမဲ့ခွန်အားယူတဲ့အရာပါဆိုရင်ဖခင်ကအတူပါရှိအရာတိုင်းဖြစ်နိုင်တယ်ဆိုတဲ့အရာနဲ့ဒီနေ့ခွန်အားယူပြီးတော့ဒီနေရာမှာရက်တည်တာဖြစ်တယ်။ကျွန်တော်တို့ပထမအဦးဆုံးချိန်ဖြစ်တယ်လို့နောက်ဆုံးချိန်တော့မဟုတ်တော့သေးပါဘူး။ ဆိုတော့တရားတူတူဟောရင်နဲ့မင်္ဂလာရှိတယ်နောက်တစ်ခေါက်ပြန်ခေါ်ခံရမယ်ဆိုပြီးတော့ဆရာပါဆရာအဲ့နိုးကတစ်ခေါက်ပြောဘူးတာကြားဘူးတဲ့အခါမှာပေါ့နော်တူတူတော့ခေါ်မလာတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့နောက်တစ်ခေါက်တော့ဖះကပြင်ဆင်ပေးမယ်လို့လည်းယုံကြည်ပါတယ်ရှည်သွားရင်လည်းခွင့်လွတ်ပေးစီချင်ပါတယ်အတူဆုံးက나이ဝက်ဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော် ဒီနေ့နှုတ်ခွတ်တော်ကိုဆနာတဘာပတိကြီးကနေပြီးတော့အဲအိဆုံပေါတော့အာစင်ခစ်ချံအဟိမနီနာအာစင်နမ်လောဒင်းဟိလိုင်စံတော်ဆုံငါတုံဒင်းဟိကျွန်တော်ရွေးချယ်ထားတဲ့ဂျမ်ပိုက်ကရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး37အခန်းကြီး25အခန်းငယ်37ကနေပြီးတော့46ထဲမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီဂျမ်ပိုက်ကိုကြီးတဲ့အခါမှာဘာကိုမြင်တွေ့ရလဲလို့ပြောရင်ဖတ်လိုက်ဒါကတစ်ချိန်မှာမှဖြစ်မဲ့အရာ တချိန်မှာမှကျွန်တော်တို့တွေကြုံတွေ့မဲ့အရာတကယ်ရှုကကျွန်တော်တို့ကိုနောင်ဘဝလောက်မှကျွန်တော်တို့တွေကိုတိုးနဲ့စိတ်ကို ခွဲပြီးတော့တရားစီရင်မဲ့ဆိုပြီးတော့ကျွန်တော်တို့အများစုကလက်ခံထားပြီးတော့ယုံကြည်ထားတဲ့ဂျမ်ပိုက်ဖြစ်တဲ့ဆိုတာကိုမြင်တွေ့ရပါတယ်တိုးပေမဲ့ဒီနေရာမှာဒီဂျမ်ပိုက်ကဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ခေတ်အခြေအနေကိုမြောက်များစွာဆိုတာမိမောင်းထိုးပြပြီးတော့ခရိယန်တွေကိုအစ်တတဖန်ပြန်ပြီးတော့ခွန်အားယူရမယ့်အရာ ပြင်ဆင်ရမယ့်အရာစင်ကျင်ရမယ့်အရာလို့ကျွန်တော်မြင်မိတဲ့အခါမှာဒီကနေ့ဒီတရားသေတနာကိုပြင်ဆင်လာခြင်းဖြစ်ပါတယ်ကျွန်တော်တို့အာကျမ်းပိုက်တစ်ပိုက်ပြီးတစ်ပိုက်လေးကိုသွားမှာဖြစ်တယ်31ကနေပြီးတော့33ကိုဖတ်တဲ့အခါမှာဒီနေ့ခေရှုခွတ်ကသူ့ရဲ့ဘုံကလူတော်နဲ့ပြန်ကြွလာတဲ့အခါမှာဒီနေ့ပလင်တော်မှာထိုင်ပြီးလူမျိုးတကာနိုင်ငံတကာတို့ကိုတရားစီရင်မယ်လို့ပြောပါတယ်တရားစီရင်မဲ့အခါမှာအုပ်စုလူအုပ်စုနှစ်စုကိုခွဲထားတယ်ညာဘက်မှာသိုးတွေကိုထားတယ် ဘယ်ဖက်မှာစိတ်တွေကိုထားထားတယ်ဒီတရားဆုံးဖြတ်တဲ့အခါမှာတဲ့ဒီနေ့တရားဆုံးဖြတ်မဲ့သူကတစ်ဖက်မှာထိုင်တဲ့သူတွေကိုညာဘက်မှာထိုင်တဲ့သိုးတွေကိုဖြောင်းမတော်သူလို့သုံးပြီးတဲ့အခါမှာဘယ်ဖက်မှာရှိတဲ့သူတွေကိုတော့ဒီနေ့ဟာစိတ်ဖြစ်တတ်မှတ်ပြီးတော့ဒီမတရားသောသူတွေဆိုပြီးတော့ကျမ်းစာထဲမှာတုံတုံထားတယ်ဆိုတော့ကိုမြင်တွေ့ရပါတယ်ကျွန်တော်ဆောနာကဒီဘက်ပြလို့ဒီဘက်ကသိုးတွေဖြစ်ပြီးဒီဘက်တွေကစိတ်တော့မဟုတ်ပါဘူး ကျွန်တော်လက်ကဒီလိုဒီလိုပဲပြလာဖြစ်ပါတယ်လို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီထဲမှာကြည့်ရတဲ့ခါမှာလူ၃မျိုးကို တွေ့ရတယ်နံပါတ်၁ကဘာတူလဲဆိုရင်၃ဒါကမကောင်းဆိုတာဒီလိုထောင်မယ်လူ၃မျိုးကိုတွေ့ရတာဖြစ်တယ်နံပါတ်၁ကကျတော့ဖြောင်းမတ်သောသူတွေဖြစ်တယ်နံပါတ်၂ကမတရားသောသူဖြစ်တယ်နောက်ဆုံး၃မျိုးကကျတော့ဘာလဲဆိုရင်အငယ်ဆုံးသောသူတွေဖြစ်တယ်ဆိုတော့ဒီကနေ့နှုတ်ကပတ်တော်ကိုဆင်ခြင်တဲ့ခါမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီမင်းကြီးကတရားစီရင်မဲ့ခါမှာ ညာဘက်မှာရှိတဲ့ဖြောင်းမှတ်တော်သူတွေကိုသူကဘာစကားနဲ့ယင်သုံးလဲဆိုအပိုင်ငယ်34ကိုတွေ့ကြည့်တဲ့အခါမှာငါခမဲတော်ထံကောင်းကြီးမင်္ဂလာကိုခံတော်သူတို့ကဘာဦးကပဲတင်တို့ဖို့ပြင်ဆင်တော်နိုင်ငံကိုလာ၍အမွေခံကြလောဆိုပြီးပြောပါတယ်ကဘာဦးတဲ့ကနေဒီလူတွေပြင်ဆင်ထားတဲ့နိုင်ငံမှာလာပြီးအမွေခံပါဆိုဒီအမွေခံပါလို့ပြောတဲ့အခါမှာအတွေးထဲမှာပါလို့လားဆိုဘာလို့ဒီလူတွေကိုကြောက်တော့အမွေခံခိုင်းတာလဲ ဆိုတော့ဒီနေ့အပိုင်ငယ်35ထဲမှာတခေရှုခရစ်ကဆက်ပြီးပြောပါတယ်အကြောင်းမူကားငါသည်မွတ်သိပ်သောအခါသင်တို့သည် ကြွေးကြ၏ငါသည်ရေငတ်သောအခါသင်တို့သည်တောက်ဖို့ပေးကြ၏ငါသည်ဧည့်သည်ဖြစ်သောအခါသင်တို့သည်ဧည့်သည်ဝတ်ကိုပြုကြ၏ငါသည်အဝတ်ချီးစီးရှိသောအခါသင်တို့သည်အဝတ်နှင့်ဖုံးလွှမ်းကြ၏ငါသည်အနာရောဂါဆွဲသောအခါသင်တို့သည်ကြီးစုပြုစုကြ၏ငါသည်ထောင်ထဲမှနေရသောအခါသင်တို့သည်ငါထံသို့လာကြ၏ဟုမိန့်တော်မူ၏ ဒီနေ့သူတို့အမွေခံရတဲ့အကြောင်းရင်းတစ်ခုကဘာလဲဆိုရင်မင်းကြီးကသူဒုက္ခရောက်နေတဲ့အခါမှာအခက်ခဲဖြစ်နေတဲ့အခါမှာစာလောင်မွတ်တိတ်နေပြီးတော့အဝတ်စားတွေမရှိဘူးအနာရောဂါတွေနဲ့ပြည့်နေတဲ့ထောင်ထဲမှာအချင်းချခံနေရတဲ့အချိန်ဒီမှာဒီလူတွေကလုတ်ပေးလို့ဆိုပြီးတော့ဒီနေ့မင်းကြီးကလာပြီးတော့ခါမှာကောင်းကင်နိုင်ငံအမွေကိုလာပြီးခံကြပါဆိုပြီးတော့ဒီနေ့နှုတ်ကပတ်တော်ကပြောပါတယ်အဲ့ဒီအချိန်မှာ39ခုနှစ်မှာဖတ်တဲ့အခါမှာ ဖြောင်းမှတ်တဲ့သူတွေရဲ့တုံ့ပြန်ချက်ဖြောင်းမှတ်တော့သူတွေရဲ့ဒီမင်းကြီးကိုပြန်ပြောတဲ့စကားကဘာလဲဆိုရင်ဖြောင်းမှတ်တော့သူတို့ကသခင်ကိုတော်ဒီမွတ်တိတ်တော်မူသည်ကိုအဖယ်ခါ၌ကျွန်ုပ်တို့ဒီမြင်၍ကိုတော်ကိုလှုပ်ချွေးပါသနီးရေငတ်တော်မူသည်ကိုအဖယ်ခါ၌ကျွန်ုပ်တို့ဒီကိုတော်ကိုတောက်ဖို့ပေးပါသနီးအဲ့တဲ့ဖြစ်တော်မူသည်ကိုအဘယ်ခါ၌ကျွန်ုပ်တို့သည်မြင်၍အဲ့တဲ့မှုကိုကိုတော်အားပြုပါသည်။အဘုအချီးစီရှိတော်မူသည်ကိုအဘယ်ခါ၌ကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကိုအဝိနဲ့ဖုံးလွှမ်းပါသည်။အနာဆွဲတော်မူသည်ကို၎င်းထောင်ထဲမှနေတော်မူသည်ကို၎င်းအဘယ်ခါနဲ့အချို့တို့သည်မြင်၍အထံတော်သို့ရောက်ပါသည်ဟုပြန်လျှောက်ကြ၏။ခတိလူတွေကဖြောင်းမတတ်သူတွေကသူတို့ပြောတဲ့စကားလုံးကအယံကိုခွန်အားရအဘယ်ခါမှမြင်ပြီးတော့ဆိုတဲ့ကြံပိုက်ဖြစ်တယ်။ကျွန်တော်တို့ကမင်းကြီးထောင်ထဲမှရောက်တာလဲတခါမှမတွေ့ဘူးပါဘူး။အဝတ်ချီးစီးရှိတာလဲ တခါမှမတိမတွေ့ဘူးပါဘူးရေငတ်တဲ့အခါအစာမွတ်တိတ်တာကိုလည်းကျွန်တော်တို့မမြင်ဘူးပါဘူးမမြင်ဘူးပါဘူးကျွန်တော်တို့ဒီအရာတွေကိုမြင်ပြီးတော့ကိုတော့တခါမှကျွန်တော်တို့မပြူစုခဲရပါဘူးတခါမှမမာစားခဲရပါဘူးဆိုတော့ဒီနေ့ဖြောက်မှတ်တော်သူတွေရဲ့ဖြေကိုပြန်လည်ပြီးမြင်တွေ့ရတာဖြစ်တယ်အဲ့ဒီခါမှာမင်းကြီးကဘာပြောလဲဆိုရင် အငယ်ဆုံးသောသူတွေကိုပြူတဲ့ဟာကငောက်ကိုပြူတယ်ဆိုပြီးတဲ့မင်းကြီးကပြောလိုက်ပါဆိုတော့ဒီဖြောင်းမှတော်သူတွေပြူတဲ့အရာကဘာလဲဆိုရင်ဂုံတေးရှိတဲ့တကောအာနာရှိတဲ့မင်းကြီးကိုဒီနေ့သူတို့ပြူစုခဲ့တာမဟုတ်ဘူးအငယ်ဆုံးသောသူတွေကိုသူတို့ပြူစုခဲ့တဲ့အရာကဒီကနေ့မင်းကြီးကိုသူပြူစုသူတို့ပြူစုခဲ့တယ်ဆိုတာကိုကျွန်တော်စမ်းစာတဲ့ကြည့်တဲ့အခါမှာမြင်တွေ့ရတယ်လူတွေကသဘောတဘာဝကဘာလဲဆိုရင် ကိုရာထူးတကိုးအာနာ မျက်နာကြီးတက်ခါမှာကျွန်တော်တွေကမျက်နာပူပြီးလှုပ်ချင်ကြတယ်။အဲ့လိုလူတွေဒုက္ခရောက်တဲ့ခါမှာကျွန်တော်တို့တွေကပူပြီးမဆားချင်တက်ကြတယ်။ဒီလိုဒီလိုလူတွေဟာတကယ်ကိုပဲအာနာရှိတဲ့တကယ်ကိုပဲစီးစဲဥစ္စာတွေပိုးများတဲ့လူတွေအာနေနဲ့ဒုက္ခရောက်ပြီးကျွန်တော်တို့ကဘေးနားကလည်းမလုံနိုင်အောင်မှဟာဘာလုပ်ပေးရမလဲဆိုပြီးတော့လောကွတ်ချော်ပြီးတော့ကျွန်တော်တို့တွေလှုပ်တဲ့လူတွေတော်တော်ဆယ်လောကမှာအများဆုံးပဲဖြစ်တယ်။ ဒါပေမဲ့ဒီဖြောင်းမတ်တော်သူတို့တွေကမျက်နှာရှိတဲ့သူတွေတကိုးဩဇာအာဏာရှိတဲ့သူတွေကိုလှုပ်ချင်းမဟုတ်ပဲနဲ့တကယ်ကိုခက်ခဲကြမ်းတမ်းပြီးတော့ဘာမှရစရာမရှိတဲ့အငယ်ဆုံးသောသူတွေကိုသူတို့ကပြုစုခဲ့တယ်ဆိုတာကိုနှုတ်ကွက်တော်ထဲမှာမြင်တွေ့ရတယ်။သူတို့တွေကလူရဲ့မျက်နှာကိုထောက်ပြီးတော့ဒီနေ့အလုံးလောက်တာမဟုတ်ဘူး။ဒီလူကဥစ္စာရှိလား။ဒီလူကပညာတတ်လား။ဟာဒီလူကတော့ဟာဘာလဲဆိုတာကို ကြည်ချင်မဟုတ်ပဲနဲ့ခရစ်တော်ရဲ့မေတ္တာအားဖြင့်ဒီနေ့ဒီလူတွေကမဆားခဲ့တယ်ဆိုတာကိုငယ်ဆုံးတော့သူတွေမဆားခဲ့တာဆိုတာကိုကျွန်တော်တို့တွေမြင်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ခုဆက်မယ်ဆိုရင်ဖြောင်းမတော်သူလို့ကျွန်တော်တို့တွေအနတ်အဓိပ္ပာယ်ဖွင့်တဲ့အခါမှာကျွန်တော်တို့တွေဘလူများဖွင့်ကြတယ်လဲကိုယ့်ရဲ့လှောက်ဆောင်နိုင်စွမ်းကြောင့်ဒီနေ့ကျွန်တော်တို့ဖြောင်းမတော်သူဖြစ်လာတာမဟုတ်ဘဲနဲ့ယေရှုခရစ်ကိုမိမိရဲ့ကယ်တင်ပါရှင်ဖြစ်ယုံကြည်လက်ခံပြီးအခါမှာကျွန်တော်တို့တွေကဖျားသခင်ရှိမှဖြောင်းမတော်သူတွေဖြစ်တာဖြစ်တယ် ယေရှုရဲ့အသွေးတော်ယေရှုရဲ့တကိုယ်တော်အဖြစ်အပြည့်ရှိတဲ့သူတယောက်ကဒီနေ့ဖြောင်းမတ်တော်သူအခွင့်ကိုရလာဖြစ်တယ်။ဟာဒီနေ့ဒီကျမ်းပိုက်မှာကျွန်တော်တို့တွေကဖြောင်းမတ်တော်သူလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကိုကျွန်တော်တို့ပြန်ပြီးစမ်းစစ်ရအောင်။ကျွန်တော်တို့တွေကယေရှုခရစ်ကိုမိမိရဲ့ကယ်တင်ပါရှင်ဖြစ်ယုံကြည်ပြီးလက်ခံပြီးတဲ့အခါမှာဖယားသခင်ရှိမှဖြောင်းမတ်တော်သူတွေဖြစ်တယ်။ဖြောင်းမတ်တော်သူရဲ့အထဲမှာဘာချိန်ဝတ်လဲဆိုရင်ဒီနေ့တန်ရှင်းတော်ဝိညာဉ်တော်ချိန်ဝတ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ယုံကြည်တဲ့ကျွန်တော်တို့လက်ခံတယ် ။တန်ရှင်သောဝိညာဉ်တော်နှလုံးသားထဲမှာနေရာယူပြီးတဲ့အခါမှာကျွန်တို့တွေရဲ့အသက်ရှင်မှုအလုံးကဖြောင့်မတ်မှန်ကန်စွာနဲ့အသက်ရှင်ဖို့အတွက်ဖရာသခင်ကအလိုတော်ရှိတာဖြစ်တယ်။ဒါဒီနေ့မှာဖြောင့်မတ်သောသူတွေဆိုပြီးတော့နှုတ်ကွက်တော်ကပြောတယ်။ဆိုတော့ဖြောင့်မတ်သောသူတွေမှာဆွမ်းနာကျွန်တော်ပြောသလိုပဲဝိညာဉ်တော်ဂိမ်းအောင်တဲ့အခါမှာဝိညာဉ်တော်တကူရတဲ့အခါမှာအသက်ရှင်မှုတွေကဘလို့အသက်ရှင်ရမလဲဆိုတဲ့အရာကိုဒီနေ့ကျွန်တော်တို့နှုတ်ကွက်တော်အားဖြင့်ဆက်ပြီးတစ်ခုကိုလေ့လာမှာဖြစ်တယ်။အာဒီနှုတ်ကွက်တော်ကပြီးခဲ့တဲ့ လာစက်တင်ဘာ30ရက်နေ့မှာ MBC လူငယ်ဌာနစီဝေးမှာအာဆရာဆရာတော်ထောင်ချီလျံဆရာလျံအာ Bible study ပေးတဲ့အထဲကနေဖြစ်တယ်။ရန်ခွန်အားရဖြစ်တယ်။ဆိုတော့ကျွန်တော်ဒီဟာလေးကိုအာချမ်းပိုက်လေးကိုဖတ်ပါမယ်။ရှေလုကာခရစ်ဝင်အခန်းကြီး၄ခန်းငယ်19ပဲဖတ်ပါမယ်လို့အကြောင်းကကစင်းသားတို့အားဝမ်းမြောက်စရာတည်င်းကိုပြောစေခြင်းကငါ့ကိုဖိတ်ဖိတ်ပြီးတော်မူပြီးခြေမွတ်တော်သူတို့၏အနာကိုဖျောက်စေခြင်းက၎င်း ဖန်သွာချုပ်ထားလျက်ရှိသောသူတို့အားလွတ်ခြင်းအကြောင်းနဲ့မျက်စိကန်းသောသူတို့အားမျက်စိပြောင်းမြင်ခြင်းအကြောင်းကိုပြသခြင်းက၎င်းနှင်းဆက်ခံရသောသူတို့ကိုကယ်မစေခြင်းက၎င်းသာဝရဖြားမင်္ဂလာနှစ်ကိုကြားပြောစေခြင်းက၎င်းငါ့ကိုဆေလွတ်တော်မူပြီဟုလာတည်းတတိယဘက်ကကျွန်တော်တို့သိတယ်ဘသူရွတ်သွားတာလဲဘသူမဆူသွားတာလဲဆိုရင်ယေရှုခရစ်မဆူသွားတာဖြစ်တယ်ယေရှုခရစ်ကသူအမှုတော်လုပ်ငန်းကိုမစခင်မှာဒီနေ့တရားစီရင်မှာနေသူ ဒီ jump fight ဖတ်တဲ့ကောင်ဝင်းကျင်တော်ကကျွန်တော်အပေါ်မှာရောက်တဲ့အခါမှာဆိုပြီးတော့ဒီနေ့ဒီ jump fight ထဲအကြောင်းအရာတွေပြောတယ်ယေရှုခရစ်ကလောကမှာသူဆင်းကြလာတဲ့အခါမှာသူ့အထဲမှာဝိညာဉ်တော်ရောက်တယ်ဝိညာဉ်တော်တက်ရောက်တယ်ဖခင်သခင်ကငါ့ဤချစ်သားပေတီးဆိုပြီးတော့ဒီကနေ့နှုတ်ကွက်တော်ကရှင်းရှင်းလင်းလင်းရေးသားထားတဲ့အခါမှာသူ့ရဲ့လှုပ်ဆောင်မှုတွေကဘယ်လိုမျိုးလှုပ်ဆောင်သွားခဲ့တာလဲယေရှုခရစ်ကလောကမှာဆင်းသက်လာတဲ့အခါမှာဟေရုတ်တွေရဲ့မျက်နှာကိုကြည့်ခဲ့တော့သူမဟုတ်ဘူးအရာရှိတွေ 看看呢，发出去的人脑子皮哟，你得掀开了都掉嘛货物。你说这个都要都买压他的，唯一的哥阿龙啊，都巴着东来的是，俺也送到都有个东来是了。我，你呢啊，下联阿皮的，上联空阿爷阿皮的。除了这个唯一的哥哥，家哪里看嘛？巴着东来是，只能都古巴着东来，那没来看那弟弟姐姐的表情呢？ ျွန်တော်တွေချမ်းသာလာဖို့ကျွန်တော်တွေကျမ်းမာလာဖို့ကျွန်တော်တွေကောင်းစားဖို့တကူတည်းအတွက်ပဲကျွန်တော်တွေဝိညာဉ်တကူတွေကိုမြောက်များစွာကိုကျွန်တော်တို့တုံးတက်တဲ့လူတွေလောကမှာတဖြည်းဖြည်းပုံများလာတယ်ဝိညာဉ်တကူကိုလိုချင်ကြတယ်တောင်းတကြတယ်သို့ပေမဲ့ဝိညာဉ်တကူအားလုံးကတဘာသောသူကိုတိဆောက်ဖို့ထက်မိမိကိုယ်ကိုမိမိတိဆောက်ဖို့သာကျွန်တော်တွေရွေးချယ်မှုမြောက်များစွာပြန်လည်ပြီးလုပ်တယ်ဆိုတာကိုမြင်တွေ့ရတဲ့အခါအင်မတန်မှဝမ်းနည်းဖို့ကောင်းတယ်ယေရှုခရစ်ကိုယုံကြည်လက်ခံသောသူ ယေရှုခရစ်ရဲ့နောက်လိုင်းလို့ခေါ်တော့ကျွန်တော်တို့ခရစ်ယာန်တွေကယေရှုခရစ်ကိုပုံဥပမာယူပြီးတော့ခရစ်တော်ကဝိညာဉ်တော်ရတဲ့အခါမှာအငယ်ဆုံးသောသူတွေအတွက်အမှုတော်တခြားအလုံးမှာသူအသက်ရှင်ခဲ့တဲ့အတိုင်းဒီနေ့ကျွန်တော်တို့တွေအသက်ရှင်ဖို့ရန်အတွက်ခွန်အားပေးလိုပါတယ်ခရစ်တော်ကလောကမှာလူတွေပယ်ထားတဲ့သူတွေကိုစေကူတာပြီးတယ်လူတွေပြစ်ပယ်ထားတဲ့သူတွေကိုပဲဒီနေ့သူအမြောက်များစွာသူကူညီမဆောက်ခဲ့တဲ့ဆိုတော့ကိုနှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာရှင်းလင်းစွာနဲ့မြင်ရတယ်လူတွေ အထင်သေးအမြင်သေးပြစ်ပယ်ထားတဲ့သူတွေကိုပဲဒီနေ့ခရစ်တော်ကအာပြောလို့ကိုပဲလို့ပြောတဲ့အခါမှာသူတို့တွေပဲတခြားလူမပေါဘူးလို့ပြောချင်ဘူးအဓိကထားပြီးတော့ခရစ်တော်ကလှုပ်ဆောင်ပေးခဲ့တဲ့ဆိုတဲ့အရာကိုမြင်တွေ့ရတဲ့အခါမှာဒီကျွန်တော်တို့ဖြောင့်မတ်တော်သူလို့ခံယူတော်သူတွေလည်းထိုနည်းတူခရစ်တော်ရဲ့ပုံဥပမာအတိုင်းကိုလိုက်လျှောက်သက်ရှင်ဖို့အတွက်ဒီကနေ့ဒီညကနေခွန်အားပေးလိုပါတယ်ကျွန်တော်နောက်ထပ်ဂျမ်ပိုက်ဆက်သွားပါမယ်အခန်းကြီး 41ကနေပြီးတော့46ကိုပြန်ကြည့်တဲ့အခါမှာနောက်ထပ်လူတစ်မျိုးဆွမ်းနာမတရားသောသူတွေကိုကြားတော့ဒီနေ့မင်းကြီးကဘာပြောလဲဆိုရင်ငရဲမိရိုက်ထဲစာတန်နဲ့မာနတ်အတွက်ပြင်ဆင်ထားတဲ့ငရဲမိရိုက်ထဲကိုသွားပါခက်စီကရင်ထွက်သွားကြပါဆိုပြီးမောင်းထုတ်တော့တွေ့ရတယ်ဘာလို့ကျွန်တော်တို့ကိုမောင်းထုတ်တာလဲလို့ပြောတဲ့အခါမှာမင်းတို့တွေကငါရေငတ်တဲ့အခါမှာရေမပေးဘူးအနာရှိတဲ့အခါမှာအနာကိုမစီးပေးဘူးအဝတ်ချီးစီးရှိတဲ့အခါမှာအဝတ်နဲ့မပတ်စီးပေးဘူး ထောင်ထဲမှာရှိတဲ့အခါမှာငါ့ကိုမပြူစုဘူးလာမကြည့်ဘူးဆိုပြီးတော့ဒီနေ့မင်းကြီးကပြန်ဖြေတယ်အဲ့ဒီခါမှာဒီမတရားသောသူတို့တွေကဘာပြောလဲဆိုရင်ကျွန်တော်တို့ကကိုတော်ဘယ်တော့ကအဲ့ဒီလိုဖြစ်တာကိုမြင်ပြီးတော့ကျွန်တော်တွေကအာဘာလို့ဟိုပြောဘယ်လိုပြောလဲမြင်ပြီးတဲ့ခါမှာမလုတ်ပေးမိတာလဲဆိုပြီးတော့မေးတယ်ဒီနေရာမှာအရန်ကိုမှဆင်ခြင်စရာကောင်းတဲ့ စကလုံးတစ်ခုကပါလဲအကျွန်ုပ်တို့ဒီအဘယ်ခါနဲ့မြင်၍ကိုတော်ကို မပြုစု မလုတ်ကျွေးပဲနေပါသနည်းလို့ပြောတယ်ဒီချက်ပါကျွန်တော်ဖတ်တဲ့အခါဘာကိုခန်းစားရလဲဒီမတရားတဲ့သူတွေကမင်းကြီးသာတကယ်ဒုက္ခရောက်တယ်ဆိုရင်ချက်ချင်းကို ပြေးပြီးတော့မျက်နှာလှုပ်ပြီးတော့လှုပ်ပြီးမဲ့သူမျက်နှာလှုပ်မဲ့သူပထမဆုံးကဒီလူတွေပဲဖြစ်တယ်ဒါပေမဲ့သူတို့တွေကမင်းကြီးဒုက္ခရောက်တာမမြင်ဘူး ဒါပေမဲ့သူတို့မြင်တာကဘာလဲဆိုရင်အငယ်ဆုံးသောသူတွေဒုက္ခရောက်တာကိုတော့သူတို့မြင်ခဲ့တယ်။စားစရာမရှိတဲ့သူတွေဝတ်စရာမရှိတဲ့သူတွေထောင်ကျနေတဲ့သူတွေတောက်ဖို့အတွက်ရေငတ်နေတဲ့သူတွေညောင်များစွာကိုမြင်တွေ့ခဲ့ပြီးမဲ့ဒီလူတွေကမပြူးစုခဲ့ဘူး။ဒါပေမဲ့မင်းကြီးသာဒုက္ခရောက်မယ်ဆိုရင်ရှေ့ကနေပထမဦးဆုံးပြင်မဲ့သူတွေကဒီမတရားသောသူတွေပဲဖြစ်တယ်။အကိုရောသား ဒီလိုဒုက္ခရောက်တာကျွန်တော်တို့မြင်ကျွန်တော်တို့လုတ်ပေးမှာဘောဆိုတဲ့နှလုံးသားသဘောထားကို ထားတော်သူတွေဖြစ်တယ်ဒီကနေ့ဒီမှာရှိတဲ့ယုံကြည်သူတို့ကျွန်တော်တတ်တာအထဲမှာအာနာရှိတဲ့သူတွေဒုက္ခရောက်မှာပဲကုညီမဆားရမဲ့သူတွေမဟုတ်ဘူးဒီနေ့ခရစ်တော်ကအငယ်ဆုံးသောသူတွေကိုကျွန်တော်မြင်တဲ့အခါမှာမဆားဖို့ရန်အတွက်အလိုရှိတယ်ဆိုတာကိုဒီနေ့ဒီနေရာမှာအသက်တပံပြန်ပြီးတော့ခွန်အားပေးလိုတယ်လူမျက်နာကို ကြည်ပြီးတော့လှုပ်တဲ့အခါမှာချီးမွမ်းခံရလဲခဏပေါ့တစ်ခါတစ်ခါပေါ့အဲ့လှုပ်တာအရင်များလာအခါမှာလူတွေကပြောကြဟာဒီတယောက်ကမျက်နှာအရင်လှုပ်တတ်တာပဲဟာဒီတယောက်ကတော့တော်တော်မျက်နှာရှာတာပဲဂလင်ကချစ်ပဲဆိုတဲ့နောက်ကွယ်ကနေအတင်းပို့ပြီးတော့များလာတယ်သို့ပေမဲ့အငယ်ဆုံးသောသူတွေကိုပြန်ပြီးတော့ပြူစုရတဲ့အခါမှာချီးကျူးတဲ့သူရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့အင်မတန်မှရှားပါလိမ့်မယ် ။နေနှုတ်ခွက်တော်အထက်မှာကျွန်တော်အခုဒေသနာဝင်ခရင်တော့ပြစင်နာအထက်မှာတော့မပေါ။ဘာပေါ်လာလဲဆိုရင်ခရစ်တော်ကကျွေးမွေးပြုစုခိုင်းတဲ့အခါမှာသူတစ်ပါးပေါ်မှာယေရှုပြုခိုင်းတဲ့အခါမှာပစ္စည်းဥစ္စာကျွယ်ဝချမ်းသာတဲ့သူတွေကိုယေရှုမပြုခိုင်းပါဘူး။ကိုယ့်ကိုပြန်ပြီးယေရှုပြုနိုင်မဲ့သူပေါ်မှာသခင်ယေရှုခရစ်ကယေရှုလုံးဝမပြုခိုင်းဘူး။ ကျွန်တော်တို့တွေကိုယေရှုပြန်ပြီးမပြုတ်နိုင်တဲ့သူတွေပြန်ပြီးတော့မတုံ့ပြန်နိုင်တဲ့သူတွေအငြင်းဆုံးသောသူတွေကိုပဲယေရှုပြုတ်ဖို့အတွက်ယေရှုခရစ်ကမိန့်မထားခဲ့တယ်။ထိုအကျိုးကလောကမှာမခံရပေမဲ့ကောင်းကင်မှာဖယားခင်ကပြန်လည်ပြီးပေးမှာဖြစ်တယ်။ကျွန်တော်လောကမှာအသက်ရှင်တဲ့ခါမှာလက်ရှိအကျိုးကိုပဲကျိုးတွေမျှော်ကူတက်ကြတယ်။လက်ငင်းရမယ့်အရာကိုပဲကျိုးတွေကမျှော်လင့်တယ်။ဒီနေ့နှုတ်ခွတ်တော်ထဲမှာကျွန်တော်တို့ ခရစ်တော်ရဲ့ဒေသနာတို့နားထောင်တဲ့အခါမှာကျွန်တော်တို့ရဲ့အကျိုးကလောကမှာအကျိုးမဟုတ်ဘူး။ကောင်းကင်နိုင်ငံမှာဘုရားသခင်ကကျွန်တော်တို့ကိုအကျိုးပေးมาဖြစ်တယ်။လောကမှာအကျိုးမရလို့စိတ်ပြက်ဝန်းနေစရာတခုမှမရှိပါဘူး။ကျွန်တော်တို့ရဲ့အကျိုးကကောင်းကင်မှာကြီးတယ်ဆိုပြီးတော့ခရစ်တော်ကဂတိပေးပြီးသားဖြစ်တယ်။ထို့ကြောင့်ဒီကနေ့ကျွန်တော်တို့တက်တာထဲမှာစင်ကျင်စိတ်ချင်တဲ့အရာတခုကဘာလဲဆိုရင်ကျွန်တော်ရဲ့အသက်ရှင်မှုတခုကကျွန်တော်ပြောတယ်ဖြောင်းမတ်တော်သူဖြစ်တဲ့အခါမှာ ဖြောက်မှတ်ခြင်းနဲ့ညီတော်အချင်းနေအငယ်ဆုံးသောသူကိုစာနာတနာတတ်တော်အချင်းနေကိုဒီကနေ့ဒူဒူကကျင်းဖို့ရန်အတွက်ဒီနေ့ဒီမှာရှိတဲ့ညုံချီသူညီကိုပေါင်းမတိုင်းကိုဖိတ်ခေါ်လိုပါတယ်ဒီနှုံးကတော့လမ်းဘေးမှာတောင်းစားတဲ့သူတွေအငယ်ဆုံးသောသူတွေဒုက္ခရောက်တဲ့သူတွေကိုမြင်တဲ့အခါမှာလစ်လျူရှူမီတက်ခဲ့တဲ့အရာတွေရှိရင်ဒီကနေ့မှာပြန်ပြီးစင်ချင်ရအောင်ကျွန်တော် ငယ်လေးတဲ့ကနေဖမိတဲ့ကာတွန်းလေးတစ်ခုပေါ့နော်အရန်ခွာရတယ်အဲ့ဒါလေးကဘာလဲဆိုတယောထားတဲ့ကာတွန်းလေးပါခရီးရန်တွေကတဲ့တယောက်နဲ့တယောက်ဘာစကားပြောလဲဆိုရင်တဲ့ဖယားသခင် ကောင်းကြီးပေးပါစေဆိုပြီးပြောတယ်တဲ့အဲ့ဒါနဲ့ပဲအဆုံးသက်သွားတယ်တယောက်နဲ့တယောက်တွေ့ရင်လိုအပ်တဲ့သူရှိလဲဖယားသခင်ကောင်းကြီးပေးပါစေတဲ့နှုတ်အားဖြင့်ဆောင်မတယ်ဒါပေမဲ့ လက်ဤဆောင်မခြင်းကတတော်ရှားတယ်တဲ့ဒီမှာရှိရလူတွေများတိုက်ဆိုင်သွားရင်တော့ခွင့်လွတ်ပေးပါကျွန်တော်တွေတောင်းနဲ့တယောက်တော့ကောင်းချီးပေးတယ်နှုတ်ကနေတကုံးကောင်းချီးပေးလိုအပ်တဲ့သူရှိလဲဆုထောင်းပေးတယ်ဒါပေမဲ့ကျွန်တော်အိတ်ထဲကနေနည်းနည်းလေးထွက်ပြီးတော့သူ့ကိုအကူအညီဖြစ်စေမယ့်အရာလေးတခုကျွန်တော်မဆဘူးတတ်တော့အင်မတန်မှခတ်တယ်ဒီကျွန်တော်တွေအဲ့ဒီလိုယုံကြည်သူမဖြစ်ဘဲနဲ့နှုတ်ကနေလဲဆောင်းမပြီးလက်ဤဆောင်းမခြင်းနဲ့လဲ တဘာသောသူတွေကိုကုညီမဆတတ်သောယုံကြည်သူတွေဖြစ်ပေါ်အတွက်ဒီကနေ့တံပြီးခွန်အားပေးလိုတယ်ကျွန်တော်တွေဟာနှိုးပိုင်းကိုသွားရရင်တော့ကျွန်တော်တွေရဲ့ဒီဆွမ်းနဖြောက်မှတ်သောသူတွေရဲ့အသက်ရှင်မှုတစ်ခုကဘာကောင်းချိုးရမလဲဆိုရင်ကျွန်တော်တို့ဒီအားဖြင့်ခရစ်တော်ကိုမတိသေးသောသူတွေကခရစ်တော်ရဲ့မေတ္တာကိုရရှိလာတယ်ခရစ်ယာန်ရဲ့အသက်ရှင်မှုကဒီလိုပါလားဆိုတာကိုမြင်တွေ့လာတဲ့အခါမှာယေရှုခရစ်ကိုယုံကြည်လာဖြစ်တယ်တို့တွေကျွန်တော်တို့လိုဒီလိုဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာအသက်ရှင်နေတဲ့အခါမှာ ူတွေကကျွန်တော်တို့ပြောတဲ့စကားကိုချက်ချင်းမယုံပါဘူးကျွန်တော်တို့တွေကိုအရင်ခင်မှပဲရတယ်ပုံကမြင်မှတရားခင်လို့ပြောတယ်ကျွန်တော်တို့တွေကိုမြင်ပြီးကျွန်တော်တို့ရဲ့အသက်ရှင်မှုကြည့်ပြီးဩဒီနေ့ခရီးရန်လို့ခေါ်တဲ့လူတွေကနူးညံ့တုံ့မေးပါလားတပားသောသူတွေကိုမဆသောသူတွေပါလားတပားသောသူတွေဒုက္ခရောက်မှာလစ်လူရှုသောသူတွေမဟုတ်ဘဲနဲ့ကူညီမဆလူတွေဖြစ်လပါလားဆိုတဲ့အခါမှာဒီအရာကိုနူးညံ့တုံ့မေးတဲ့အရာတွေမြင်ပြီးတဲ့အခါမှာဒီလူတွေရဲ့အသက်တာတွေပြောင်းလဲလာမှာဖြစ်တယ်ကျွန်တော်တို့ ဂန္ဒီဆရာကြီးအဲ့တော့ဥပမာပြတဲ့ထဲကနေပါဂန္ဒီဘာလို့မပြောင်းလဲတာလဲယုံကြည်သူတွေကြောက်မယ်မပြောင်းလဲတာလူတန်းစားခွဲခြားထားလို့အဆင့်တန်းနေခွဲထားတဲ့ခါမှာဂန္ဒီကလုံးဝမပြောင်းလဲခဲ့ပါသူရဲ့အင်တာဗျူးတစ်ခုမှာဘာဖြစ်လဲဆိုငါကခရစ်တော်ကိုတော့ကြိုက်တယ်ခရစ်တော်ရဲ့တင် जा ချင်းတွေတော့ငါကြိုက်တယ်ဒါပေမဲ့မင်းတို့ခရစ်ယာန်တွေတော့ငါမကြိုက်ဘူးခရစ်တော်ကိုသဘောကျပြီးတော့ခရစ်ယာန်ဖြစ်လူခါနီးတယောက်က ခရိယန်တွေရဲ့အသက်ရှင်မှုကြောင့်ခရိယန်မဖြစ်လာခဲ့ဘူးအကွေးများသာဂန္ဒီသာခရိယန်ဖြစ်လာခဲ့ရင်ဒီကနေ့အိန္ဒိယရဲ့ခရိယန်သာသနာဘလောက်တိဒီထက်ဖူဖောက်နေနိုင်မလဲဆိုတာကိုဒီကျွန်တော်ပြန်ပြီးစဉ်းစားမိပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အသက်ရှင်မှုကမြောက်များစွာအရေးကြီးပါတယ်ဘာမှမဟုတ်ဘူးလို့ထင်နေရပေမဲ့ကျွန်တော်တို့ရဲ့အသက်ရှင်မှုအပြင်တပါးသောသူတွေကခရစ်တော်ကိုမြင်တွေ့လာနိုင်တယ်ဆိုတာကိုလည်းထလောင်းပြီးခွန်အားပေးလိုပါတယ်။ညီကုန်းချုပ်မှာကျွန်တော်အနေနဲ့ညီကုန်းချုပ်ရရင်တော့ဒီမှာရှိတဲ့ မိကိုမောင်နှမတို့မိဘတို့ကျွန်တော်အသက်ရှင်မှုကဖြောင်းမတ်သောသူနေရာမှာအသက်ရှင်နေတာလားမတရားသောသူကဲသူအသက်ရှင်နေတာလားဆိုတာအသက်တစ်ဖန်ပြန်ပြီးတော့စဉ်းစားစိတ်ချပါတယ်အကယ်၍များမတရားသောသူတွေကဲသူကျွန်တော်လစ်လူရှုမိတဲ့အရာရှိခဲ့ရင်ကျွန်တော်ဒီကနေ့ကစပြီးတော့အငယ်ဆုံးသောသူတွေကိုလည်းမေတ္တာပြရအောင်မဆာရအောင်ကျွန်တော်အားဖြင့်တပားသူဘဝတည်ဆောက်ပြီးတော့ခရစ်တော်ကိုမြင်လာဖို့ရန်အတွက်ကျွန်တော်တို့ရဲ့ဘဝအားဖြင့်ဒီနေ့အာကိုဘယ်လိုပြောမလဲ ဧဝံဂေလိသာသနာစပြုရအောင်ဆိုတဲ့အရာလေးနဲ့ကျွန်တော်ခွန်အားပေးလိုပါတယ်။တက်တာကိုအတစ်တစ်ဖက်ပြန်ပြီးတော့ဆင်ခြင်ရအောင်။အငယ်ဆုံးသောသူတွေလစ်လူရှုသောသူမဟုတ်ဘဲနဲ့ဖြောင်းမတ်သောသူကဲ့သို့ကျင့်ကြံပြီးတဲ့အခါမှာတပါသောသူကိုကောင်းကြီးဖြစ်စေသောသူတယောက်ဆံဖြစ်နိုင်ပွင့်အတွက်ဘုရားသခင်သည်အရောက်စီတိုင်းပေါ်အတစ်တစ်ဖက်ကောင်းကြီးပေးပါစေ။